ထမဆုံးနှစ်မှာပဲပထမဆုံးတန်းရတဲ့ညမာလေးပေါ့နော်အရင်တော့ကျတော့ဒီလိုမျိုးနောက်နှစ်ဒီနှစ်ဒီ1 to 10နဲ့မဝင်လို့နောက်နှစ်ထပ်ပြိုင်ပြိုင်မဲ့လေပထမဆုံးမဝင်တာမျိုးလေးညမာလေးကိုမဟုတ်တဲ့သတင်းနေမဟုတ်တဲ့ညမာလေးမပြောဘဲနဲ့ပြောတယ်ဆိုပြီးစကားတွေနဲ့ရှောက်ပြီးတော့အဲသတင်းတွေလွှင့်ကြတာရှိရဲအဲ့ဒါမျိုးကိုတော့မလုပ်စေချင်ဘူးပေါ့နော်ဖို့တာတာယေဒနာသမီးလေးပဲပေါ့နော်ပြောမှဆိုလို့ရှိရင်အဖိုးတန်တဲ့ကလေးလေးဖြစ်တဲ့အတွက်ဒီလိုကလေးမှ stress ကြီးလည်းအရန်ပြပါရဲအကြောင်းမို့လို့ မဟုတ်အာဒီနေ့ကကျတော့အဲတူတာဆောင်နေပို့တွင်ပြိုင်ပွဲကြီးမှာပထမဆုရရညီမလေးဣကြပြူရောခြားဆုရတဲ့ဒီတူတာဆောင်နေပို့တွင်ပြိုင်ပွဲကြီးမှာဆုရရကလေးတွေကိုဂုံပြူတဲ့နောက်ထပ် classic ဂုံပြူတဲ့အခမ်းအနားလေးပေါ့နော်ဒီမှာအဲညီမဒီအခမ်းအနားရဲ့မှာလေးညီမဒီဂုံပြူတဲ့သချင်းလေးတွေတိတ်တက်ကလေးတွေရောအဲအခမ်းသချင်းလေးတွေရောညီမလေးကိုထပ်ပြီးရောဂုံပြူပေးတာပေါ့နော်ဟုတ်ဘယ်လိုပြောရမလဲဒီတူတာဆောင်နေပို့တွင်ပြိုင်ပွဲကြီးအတွက်ကိုပဲဘုရားမမကအသိညာ နှစ်မြုပ်ထားလို့ဖြစ်ဖြစ်နေတာပေါ့နော်ဆိုတော့ဒီစပြီးတော့အသင်းစပြီးတီထောင်နေတာကိုတူတက်ဆိုရင်ဘုလုံးပြိုင်ပွဲအမှန်တမ냐ကိုဒီကိုတက်မမကအသင်းရဲ့ကလေးတွေနှစ်တိုင်းနှစ်တိုင်းနှစ်တိုင်းဝင်ပြိုင်ခဲ့တယ်နှစ်တိုင်းဝင်ပြိုင်လို့မျိုးဖိုင်နယ်မှာပထမဆုံးရခဲ့တယ်ဆိုတာမရှိခဲ့ဘူးပေါ့နော်၁၀နှစ်ပြည့်သွားတဲ့ဒီနှစ်မှာညီမလေးကဒါထူးထူးခြားခြားပထမဆုံးဟိုပထမဆုံးဝင်ပြိုင်နေပထမဆုံးနှစ်ပထမဆုံးနှစ်မှာပဲပထမဆုံးတန်းရတဲ့ညီမလေးပေါ့နော်အရင်တော့ကျတော့ဒီလိုမျိုးနောက်နှစ်ဒီနှစ် ဒီ1 to 10နဲ့မဝင်လို့နောက်နှစ်ထပ်ပြိုင်ပြင်မဲ့လေပထမဆုံးမဝင်တာမျိုးလေးရှိမယ်ညီမလေးကဒီနှစ်မှပြိုင်ဒီနှစ်မှပဲပထမဆုံးရပြီးတော့အများကြီးချင်းမြောက်ခံရတာဖြစ်တဲ့အတွက်အဲဖုံဖုံတို့လည်းအများမ်းပြောပြပါတယ်ကိုတခုပဲပေါ့နော်အအခုကျတော့ဘလို့ဖြစ်နေလဲဆိုတော့ညီမလေးဒီအခုချိန်မှာအများကြီးသူ့ကိုချီးမြှောက်နေကြရဖြစ်တဲ့အတွက်အတန်းရှင်းလဲအများကြီးရှိညီမလေးပေါ့မလေးညီမလေးဒီငွေရဲ့ AC တမ AC တမသူစားပဲလို့ချင်တယ်သူမိသားစုတဲ့သူသူနေပေးချင်တယ်ဆိုရယ်စိတ်ပဲရှိရယ်သူအခုလိုမျိုး သူ့ဝိုင်းချိမြောက်တဲ့အခါမှာသူ့မှာလည်း stress လေးတွေရှိရဲ့ကလေးမှလည်းကလေးကငါကိုရဲစာသမားအေးစီသမားဖြစ်တဲ့အတွက်ဘာညာရင်ပြောရဲသူအဲ့လိုမျိုးဖြစ်ရတယ်နဲ့သူအအများကြီးသူ့ဝိုင်းမြော့အာယုံဆိုင်လာကြတဲ့အခါမှာသူနည်းနည်းပင်ပန်းနေဆိုတာဟာမျိုးရှိရဲ့နောက်တစ်ခုကကျတော့ဒီလိုမျိုးဒီသတင်းမီဒီယာအစ်စ်တွေမဟုတ်ဘဲနဲ့သတင်းမီဒီယာအတူတွေပေါ့နော် page အတူတွေကနေပြီးသူတို့ engagement ရဖို့အရေးကိုကလေးကိုညီမလေးကိုမဟုတ်တဲ့သတင်းတွေမဟုတ်တဲ့ညီမလေးမပြောဘဲနဲ့ပြောတယ်ဆိုပြီးစကားအတိုင်းနဲ့ရှောက်ပြီးတော့အဲသတင်းတွေလွှင့်ကြတာရရှိရဲ့အဲ့လိုမျိုးကိုတော့ မလုပ်စေချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုညီမလေးအီတာဗျူကတာမန်မိသားစုဘွားလေးမှာပဲရှိနေရကလေးဖြစ်တယ်။တာမန်မိသားစုဘွားနေပြီးတော့သူ့အနေနဲ့သူစူးစမ်းရက်တီးပြီးတော့ဒီလိုမျိုးဆောင်မွေးကြီးမှာလည်းအောင်မြင်တဲ့ပြည်သူ့မိသားစုတဲ့သူပေးဆက်ခြင်းနဲ့သူ့မိသားစုတဲ့သူအဲကောင်းဆုံးတမီးရတနာတယောက်ဖြစ်ခြင်းနဲ့ဆိုစိတ်ပဲရှိပါတယ်။ဒါကြောင့်မလို့အဲညီမလေးကိုဘယ်လိုမဟုတ်တဲ့သတင်းမီဒီယာရကနေပြီးညီမလေးနာမည်အသုံးပြုပြီးတော့ခုမျိုးမြင်နေရတဲ့အခါမှာ ပုံပုံကိုယ်တိုင်ဖုန်းဆက်တာဗုဒ္ဓမာမကပုံပုံကိုယ်တိုင်ဖုန်းဆက်ပြည့်မမေကိုမမေကိုဖုန်းဆက်တာပေါ့တက္ကမကြီးရေလုတ်ပါအောင်ပေါ့အိကြပြူလေးလေးမပြောဘဲနဲ့အိကြပြူကအဲဘယ်လိုပြောလိုက်တယ်ညာလိုပြောလိုက်တယ်ဆိုလို့ page တွေကနေအဲ့လိုတောက်လျှောက်တက်တယ်ပေါ့နော်ဆိုတော့အဲ့လိုသူတို့ကကြောက်တယ်ပေါ့ကြောက်တယ်ဆိုတော့သူတို့က ကြောက်မှာပဲလीเนาะသူတာမန်မိသားစုကိုညီမတို့ဒီလိုမျိုး page အတူတွေအဲဟိုလိုမျိုး media အတူတွေကနေတိုက်ခိုက်တာတွေအဲဒီလိုမျိုးထိုးနှက်တာတွေဒီအမှုပညာသမားတွေကညီမတို့အမှုပညာရှင်တွေကခံနိုင်ရှိနေပြီဆိုပေမဲ့ဒီညီမလေးဒီအခုမှဒီလိုမျိုးလူတုအာ attention ကိုခုမှရပြီးတော့ရဘူးတဲ့ကလေးလေးဖြစ်တယ်။တာမန်မိသားစုဘွားလေးမှာစူးစားပြီးရိုးသားသားဖြတ်တန်းနေမိသားစုဘွားလေးကနေလာလာလာတဲ့ကလေးဖြစ်တဲ့အတွက်ဒီလိုမျိုးတွေမဟုတ်တဲ့တည်င်းနေနဲ့ထောက်လျှောက်တတ်တဲ့အချိန်မှာသူတို့ရိတ်ပူတယ်သူတို့ကြောက်တယ် သူတို့ရေမဟုတ်သူတို့ပုံဝေးချင်မှာသူတို့ကိုမဟုတ်ကဟုတ်ကထင်သွားမှာသူတို့အသိစိုးရိမ်နေအဲ့တော့အဲ့လိုလှမ်းပြောတော့ညီမကဲပါအောင်ပေါ့အဲ့လိုသူတို့အဲ့လိုမဟုတ်တဲ့တင်းနေဖြစ်နေလို့ပေါ့နော်တခုခုလေးလုတ်ပေးပါအောင်ပေါ့နော်တမီးလေးဟိုဖြစ်ဟိုကိုညီပါအောင်ပေါ့ဆိုတော့ဒါဒါအခုဒါအခါခွင်းတင်းတဲ့အခါမှာပြောပြောပြောပေးလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့လေညီမလေးကြပြူမိသားစုကတာမန်မိသားစုပါလေမှာရေဝသားဖြတ်တန်းပြီးတော့အခုလိုမျိုးထူးချွန်တဲ့ကလေးဖြစ်တဲ့အတွက်ဟိုဒီတင်းမီဒီယာအတူတူရနေပြီးတော့ ဟိုကလေးနာမည်အသုံးချပြီးတော့ဗောနော်ဟိုအခုအတားရေဒနာသမီးလေးပဲဗောနော်ပြောမှဆိုလို့ရှိရင်အဖိုးတန်တဲ့ကလေးလေးဖြစ်တဲ့အတွက်ဒီလိုကလေးမှဟို stress ကြီးလည်းအရန်ပြပါရဲ့အကြောင်းမို့လို့ဒီမိသားစုလေးဒီညီမလေးကြပြီဗောမဟုတ်တဲ့တဲ့င်းနေရောမဟုတ်တဲ့အဲစကားမပြောညီမလေးမပြောခဲ့တဲ့စကားလေးမပြောမပြောခဲ့တဲ့အဲတဲ့င်းနေကိုအတုတွေဗောနော်မလွင်ကြဘူးညီမဒီညီမလေးပြောဒါကိုစားတောင်းပန်ပေးတာပါသူတို့တွေတိတ် စိတ်ထဲမှာစိတ်ထိခိုက်ရတယ်ပေါ့နော်ဝမ်းနေရတယ်ကြောက်ကြရဖြစ်တဲ့အတွက်အာဒါမျိုးတွေထပ်ပြီးတော့ညီမလေးကိုဟိုမတိုက်ခိုက်ကြဘူးမတိုက်ခိုက်ဘူးဆိုတော့လူသတင်းမီဒီယာအတူတူရမဟုတ်တဲ့သတင်းတွေလွှင့်ပြီးတော့ညီမလေးကိုမပြောကြဘူးမိတ္တရဲ့ခံတာပါဒီနေရာ